င်္ဂလာပါခင်ဗျာအခုချိန်အားစပြီး2025ခုနှစ်စက်တင်ဘာလ25ရက်နေ့ညပိုင်းမှာတင်ပြပေးမယ့် Radio NUG ရဲ့ညပိုင်းပြည်တွင်းသတင်းများကိုဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါရယ်ခင်ဗျာကျွန်တော်ကတော့ຫນွေဦးနိုင်ပါအခုပထမဆုံးတစ်ပုဒ်အနေနဲ့ຫນွေဦးတော်လန်ကြီးအောင်မြင်ဖို့ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့တန်ခါတမက်ကမန္တလေးကြီးညာတဲ့သတင်းကိုတင်ပြပေးပါမယ်တန်ကားတမက်ကမန္တလေးအဖွဲ့အနေနဲ့ရွှေဝါရောင်တော်လန်ကြီးရဲ့စိတ်ဓာတ်ကိုစုပ်ကန်ရင်း ငွေဥဒေါ်လာရင်းအောင်မြင်ဖို့ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ဒီကနေ့စက်တင်ဘာလ25ရက်နေ့မှာထုတ်ပြန်ကြေညာလိုက်ပါတယ်။2009ခုနှစ်ကဖြစ်ခဲ့တဲ့ရွှေဝါညောင်ဒေါ်လာရင်း16နှစ်ပြည့်အထိမ်းအမှတ်အဖြစ်တန်ကားသမတ်ကမန္တလေးကသူတို့ရဲ့သဘောထားကိုထုတ်ပြန်ကြေညာလိုက်တာဖြစ်ပါတယ်။ရွှေဝါယောင်ဒေါ်လာရင်းမှာပါဝင်ခဲ့တဲ့တန်ကားတော်တွေနဲ့ပြည်သူလူထုရဲ့ရဲဝံ့နဲ့စိတ်ဓာတ်နဲ့စွန့်လွတ်အနေနာခံမှုတွေကိုဂုံပြုအမှတ်ရနိုင်မယ်လို့လည်းမိန့်ဆိုထားပါတယ်။ဒီရွှေဝါယောင်ဒေါ်လာရင်းဟာ မြန်မာသမိုင်းမှာတရားမျှတမှုလွတ်လပ်မှုနဲ့ဒီမိုကရေစီစံတာစာရာတွေပြတ်သားစွာထုတ်ဖော်ခဲ့တဲ့မီရှူတန်ဆောင်တစ်ခုဖြစ်ခဲ့တယ်လို့မှတ်တမ်းတွေအရသိရပါတယ်။2009ခုနှစ်စက်တင်ဘာလကစီးပွားရေးအကျပ်အတည်းနဲ့မတရားဖိနှိပ်မှုတွေကိုစန့်ကျင်တဲ့အနေနဲ့တန်ဃာတော်တွေဥဆောင်ပြီးတော့ပြည်သူထောင်ပေါင်းများစွာဟာပကုတ်ကူမန္တလေးရန်ကုန်နဲ့အခြားမြို့ကြီးတွေမှာငင်းချမ်းစွာလမ်းလျှောင်ဆက်တမ်းပြခဲ့ရာကရွှေဝါရောင်တော်လှန်ရေးပေါ်ပေါက်လာခဲ့တာဖြစ်ပါတယ်။ရွှေဝါရောင်တင်ကန်းတွေ ဝစ်စင်ထားတဲ့တန်ဃာတော်တွေရဲ့ဥဆောင်မှုနဲ့အတူစံထားပြခဲ့ကြတဲ့ပြည်သူလူထုကိုဆရာနာရှင်အဖွဲ့တွေကအကြမ်းဖက်ဖြိုခွဲတာကြောင့်တန်ဃာတော်တွေနဲ့ပြည်သူတွေအသက်ဆုံးရှုံးခဲ့ရပြီးတော့ထောင်ပေါင်းများစွာဖမ်းဆီးခံခဲ့ရတာတွေခုချိန်ထိဆွဲထင်နေစေလို့တန်ဃာသမက်ကမန္တလေးအဖွဲ့ကမိန်ထားပါတယ် လက်ရှိနှွေဦးတော်လန်ကြီးဟာလည်းမြန်မာပြည်သူတွေလွတ်လပ်ရေးနဲ့တရားမျှတမှုအတွက်ဆက်လက်တိုက်ပွဲဝင်နေတဲ့မီရှူတက်ဆောင်တစ်ခုဖြစ်တဲ့အတွက်ကြောင့်တန်ကားတမတ်ကမန္တလေးအဖွဲ့အနေနဲ့ယူဝါရောင်စိတ်တက်ကိုစုပ်ကင်ပြီးနှွေဦးတော်လန်ကြီးအောင်မြင်ဖို့ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့လည်းထုတ်ပြန်ကြမှာဖော်ပြထားပါရီ။ ရှိုးအာယုံတော်လည်းမှာပါဝင်ခဲ့တဲ့တန်ဃာတော်တွေနဲ့ပြည်သူလူထုရဲ့စွန့်လွတ်အနေနာခံမှုတွေအလဟတ်သက်မဖြစ်စေဖို့နဲ့ဆရာနာရှင်စနစ်အဆုံးသတ်ပြီးတော့ဒီမိုကရေစီအစိုးရတည့်ရဲ့ထူထောင်နိုင်ရေးဆက်လက်ကြိုးပမ်းသွားမှာဖြစ်တာကြောင့်နိုင်ငံတကာအတိုင်းအဝိုင်းအနေနဲ့ရှိုးအာယုံတော်လည်းကာလတုန်းကအားပေးထောက်ခံခဲ့တယ်လို့ငွေဥတော်လည်းမှာလဲပံ့ပိုးကူညီပေးဖို့တန်ခတ်သမက်ကမန္တလေးအဖွဲ့ကတောင်းဆိုထားတာဖြစ်ပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တည်ထောင်ခြင်း38နှစ်မြောက်အထိမ်းအမှတ်အခမ်းအနားကျင်းပမယ်ဆိုတဲ့သတင်းကိုတင်ပြပေးပါမယ်။အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာစက်တင်ဘာလ29ရက်နေ့မှာကြာရောက်မဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တည်ထောင်ခြင်း38နှစ်မြောက်အထိမ်းအမှတ်အဖြစ်အခမ်းအနားတရက်ကိုဇွန်ကနေတဆင့်ကျင်းပမှာဖြစ်ကြောင်းသိရပါတယ်။ မြို့သားဒီမိုကရေစီအဖွဲ့ချုပ်ဟာ1988ခုနှစ်၈လလုံးဒီမိုကရေစီအရေးတော်ပုံကြီးမှပေါက်ပွားလာခဲ့တဲ့ပါတီဖြစ်ပြီးတော့ယခုအခါ38နှစ်တိုင်ခဲ့ပြီဖြစ်ပါတယ်။ယခုနှစ်မှာကြာရောက်မဲ့38နှစ်မြောက်အခမ်းအနားကိုနိုင်ငံရေးအကျဉ်းသားများအားလုံးလွတ်မြောက်ရေးအားနိုင်ငံရေးရည်မှန်းချက်ထားပြီးတော့ကျင်းပမှာဖြစ်ကြောင်းသိရှိရပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့စစ်ဘက်ဆိုင်ရာကျင့်ဝတ်ချိုးဖောက်မှုတွေရှိလာခဲ့ရင်ပြည်သူလူထုကနေတိုင်ကြားနိုင်ဖို့တိုင်ကြားရေးရန်တရားတွေဖွင့်လှစ်ထားကြောင်း NUG လူအခွင့်အရေးဝန်ကြီးဌာနအသိပေးကြေညာတဲ့သတင်းကိုတင်ပြပေးပါမယ်။စစ်ဘက်ဆိုင်ရာကျင့်ဝတ်ချိုးဖောက်မှုတွေရှိလာခဲ့ရင်ပြည်သူလူထုကနေတိုင်ကြားနိုင်ဖို့တိုင်ကြားရေးရန်တရားတွေဖွင့်လှစ်ထားကြောင်း NUG လူအခွင့်အရေးဝန်ကြီးဌာနကအသိပေးကြေညာထားပါသည်။ပြည်သူ့ကာကွယ်ရေးတပ်တွေလိုက်နာရမယ့်စစ်ဘက်ဆိုင်ရာကျင့်ဝတ်တွေထဲမှာ အရသာပြည်သူတွေနဲ့ပတ်သက်ပြီးတော့လိုက်နာရမယ့်အချက်တွေလည်းပါဝင်ပါတယ်။ပြည်သူကာကွယ်ရေးတပ်မတော်သားတွေတိုက်ပွဲဝင်ရတဲ့ရွေချက်တွေထဲမှာဆိုရင်မတရားမှုကိုလက်မခံလိုခြင်းနဲ့ကိုယ့်ပြည်သူကိုကာကွယ်ခြင်းတွေဟာရေတောင်းမြင့်အဖြစ်ပါဝင်တဲ့အချက်တွေဖြစ်ပါတယ်။အရသာပြည်သူတွေအပေါ်လူသားဆန်မှုနဲ့လေးစားစွာဆက်ဆံရမှာဖြစ်ပြီးတော့အရသာပြည်သူတွေအပေါ်မှာဖိနှိပ်တာတွေလူခွင့်ရေးချိုးဖောက်တာတွေမလုပ်ဖို့စတဲ့အချက်တွေကို မြူသားညီညွတ်ရေးအစိုးရပြည်သူ့ကာကွယ်ရေးတပ်မတော်ကစစ်ဘက်ဆိုင်ရာကျင့်ဝတ်တွေထဲမှာအလေးပေးထည့်သွင်းထားတာဖြစ်ပါတယ်။လူအခွင့်ရေးဆိုင်ရာဝန်ကြီးဌာနအနေနဲ့လည်း ဒီစစ်ဘက်ဆိုင်ရာကျင်းဝတ်တွေကိုလိုက်နာနိုင်ဖို့အတွက်မြေပြင်မှာလူခွင့်ရေးဆိုင်ရာတာဝန်ခံတွေကနေစင်စက်မပြတ်ပညာပေးပို့ချမှုတွေလှုပ်ဆောင်နေပါတယ်။ဒါအပြင်ကျင်းဝတ်ချိုးဖောက်မှုတွေရှိလာခြင်းရင်လည်းပြည်သူလူထုကနေတိုင်ကြားနိုင်ဖို့အတွက်တပ်ဆိုင်ရာဝန်ကြီးဌာနကိုဖြစ်စေလူခွင့်ရေးဆိုင်ရာဝန်ကြီးဌာနကိုဖြစ်စေတိုင်ကြားနိုင်ဖို့တိုင်ကြားရေးရန်တရားတွေကိုပါဖွင့်လှစ်ထားပါတယ်လို့ဖော်ပြထားပါတယ်။အမျိုးသားညီညွတ်ရေးအစိုးရအန်ယူဂျီရဲ့စစ်ဘက်ဆိုင်ရာကျုံ့ဝတ်တွေကအရက်သားပြည်သူနဲ့ပတ်သက်ပြီးတော့လိုက်နာရမယ့်အချက်တွေကို website link ကနေတဆင့်အပြည့်အစုံဒေါင်းလုပ်ရယူကြည့်ရှုနိုင်တဲ့ poster တွေရှိတယ်လို့သိရပါတယ်ခင်ဗျာဆက်လက်ပြီးတော့ကချင်ပြည်နယ်မှာအကြံဖက်စစ်အုပ်စုကြောင့်အမျိုးသမီး9ဦးနဲ့အမျိုးသား9ဦးစုစုပေါင်း16ဦးတိဆုံးခဲ့ပြီးတော့အသက်18နှစ်အောက်ကလေးငယ်4ဦးပါဝင်နေဆိုတဲ့သတင်းကိုတင်ပြပေးပါမယ်။ ကချင်ပြည်နယ်မှာအကြမ်းဖက်ဆီအုပ်စုကြောင့်အမျိုးသမီး9ဦးနဲ့အမျိုးသား9ဦးစုစုပေါင်း16ဦးသေဆုံးခဲ့ပြီးတော့အသက်18နှစ်အောက်ကလေးငယ်4ဦးပါဝင်တယ်လို့ AAPP ကသတင်းထုတ်ပြန်ထားပါတယ်။နိုင်ငံရေးအကျဉ်းသားများကူညီဆောင်ရှောက်ရေးအသင်း AAPP ကကောက်ယူထားတဲ့သတင်းအချက်အလက်များအရာ 2025ခုနှစ်ဇူလိုင်လ1ရက်နေ့မှစတင်ကစက်တင်ဘာလ24ရက်နေ့အထိကချင်ပြည်နယ်မှာအကြမ်းဖက်ဆီအုပ်စုကြောင့်အမျိုးသမီးခုနှစ်ဦးနဲ့အမျိုးသား9ဦးစုစုပေါင်း16ဦးတိဆုံခဲ့ဒီကိုအမည်နဲ့တကွအတည်ပြုနိုင်ခဲ့ပြီးတော့ထိုအရေးအတွက်မှာအသက်16နှစ်အောက်ကလေးငယ်၄ဦးပါဝင်တယ်လို့သိရပါတယ်။အဆိုပါတိဆုံသူများအနက်12ဦးမှာဆီအုပ်စုရဲ့လက်နက်ကြီးဖြင့်ပစ်ခတ်မှုကြောင့်အများဆုံးတိဆုံခဲ့ပြီးတော့၄ဦးမှာ၄ချောင်းဖြင့်တိုက်ခိုက်မှုကြောင့်တိဆုံခဲ့ရပါတယ်။ ၎င်းဒေသမှာအဆိုပါကာလအတွင်းအတီးပြူရန်လိုအပ်နေစေတည်ဆုံးရက်သား28ဦးရဲ့စည်ရင်းကိုလည်းတီးကြားကောက်ယူစုဆောင်းပြီးတော့အတီးပြူနိုင်ရန်ဆောင်ရွက်လျက်ရှိတယ်လို့သိရပါတယ်။စက်တင်ဘာလ22ရက်နေ့ညနေ6နာရီဝန်းကျင်အချိန်မှာကချင်ပြည်နယ်ဖားကန့်မြို့နယ်စိတ်မှုကြီးရွာအုပ်စုမှရှိတဲ့ကြောက်သွေးတောင်ကြီးရွာကိုဖားကန့်မြို့ဘ ிய ဟာကုန်းမှာတက်ဆွေးထားတဲ့အကြံဖက်စီအုပ်စုကလေကြောင်းမှပါရမိုတာဖြင့်ဘုံကျဲတိုက်ခိုက်ခဲ့တာကြောင့် ကိုကျော်စိုးနဲ့တားဖြစ်သူမောင်တူတူဆန်တို့တားအဖနှစ်ဦးကိုဘုံစားထိမှန်ပြီးတော့တီးဆုံးခဲ့တယ်လို့သိရပါပါခင်ဗျာအခုတင်ပြခဲ့တဲ့သတင်းတွေကိုတော့ Radio NUG သတင်းတောက်တာကီနဲ့ကိုခန့်တို့ကပေးပို့ထားတာဖြစ်ပါတယ်ခင်ဗျာ